ီယောစီအက်စ်က additionally need a need to donate the fourth region ကျွန်တော်တို့ចောင်းစားတက်တဲ့အချိန်မှာတမ်းပွန်းကနေပြီးတော့ damn 7 T ကိုလည်း business management နဲ့သက်ဆိုင်တဲ့ module တွေကိုကျွန်တော်တို့တစ်ခုပြီးတစ်ခု damn နေလိုက်ကိုကျွန်တော်တို့သင်ကြားပေးခဲ့တယ်အဲ့သင်ကြားပေးခဲ့တာတွေကိုကျွန်တော်တို့ကအကုန်လုံးလေ့လာသင်ယူပြီးတော့မှဒီအခုနောက်ဆုံး research လုပ်တဲ့အဆင့်ကိုရောက်ရှိတာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကိုယ်တိုင်ပြင်ဆင်ခဲ့ရတဲ့ရှိသလိုចောင်းဝပြင်ဆင်ပေးခဲ့တဲ့အပိုင်းတွေလည်းအများကြီးရှိပါတယ်ခင်ဗျာကျွန်တော်တို့ research တွေလုပ်တဲ့အခါမှာတွေ့ရှိချက်တွေကိုပဲတင်ပြသွားတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီတွေ့ရှိချက်တွေကနေတဆ င့် manager implications တွေနောက်ပြီးတော့ဘာလိုမျိုးဆက်ပြီးတော့ further recommendation တွေသွားလဲဆိုတော့အထူးပါကျွန်တော်တို့ကစဉ်းစားပြီးတော့ research မှာကျွန်တော်တို့ကကျွန်တော်တို့ရေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေကကျွန်တော်လက်တွေ့မှာလည်းအများကြီးအသုံးဝင်တယ်လို့ကျွန်တော်ကယူဆမိပါတယ်ခင်ဗျာ သုံးခဲ့တဲ့ theory တွေပိုင်းတွေပြီးတော့ကိုရှာခဲ့တဲ့ research တွေ findings တွေပေါ့နော်ဒါတွေကို present လုပ်တဲ့အခါမှာဒီချိန်ကြီးတွေ professor ကြီးတွေရဲ့အမြင်ကိုလည်းသိခွင့်ရတယ်ပေါ့နော်သူတို့ရဲ့အဲဒီ comments တွေကလည်း valuable ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ paper ကိုလည်းအထောက်အကူအများကြီးဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့အေးတခဲရည်ရည်များများပေါ့နော်စာရေးလေးရမ်းဖတ်ရတယ် ီးတော့ဒီ literature review တွေက theoretical background တွေကအစားပေါ့เนาะအများကြီးလုပ်ခဲ့ရတယ်ပေါ့ပြီးတော့ကိုကိုယ်တိုင်လည်းသွားပြီးတော့ survey organization survey ဆင်ရတဲ့ခါလေးတွေအကုန်အစားဆုံးပေါ့เนาะဒါလေးတွေပြင်ဆင်ခဲ့ရတယ်ပေါ့เนาะအာပြင်ဆင်ရတဲ့အတိုင်းရလက်လဲကိုစိတ်ကျဉ်းမှုလည်းရှိခဲ့ရပေါ့ရှင့်ဟုတ်ဒီ organization မှာအရှိကိုအရှိတိုင်းညီမတို့ကပြန်လဲတင်ပြတာဖြစ်တဲ့အတွက် RD management ရှိမှာပေါ့နော် media management လို့ top management လို့ဆိုရင်သူတို့စိတ်ထဲမှာထင်တဲ့ဟာနဲ့ညီမတို့ဒီ research ကရလာတဲ့ finding တွေကမတူညီတဲ့နေရာတွေလည်းရှိရှိမှာပေါ့အဲ့ဒီပုံမှာ mada organization ရဲ့ management ကပြန်ကြည့်ပြီးတော့ဘယ်နေရာတွေကိုပြန်လဲတိုးတက်အောင်လုပ်လို့ရမလဲဘာတွေထပ်လုပ်လို့ရရဲဆိုရဲ ဒီဟာလေးတွေကိုညီမတို့ကဒီ organization ကိုကိုပြန်ပြီးတော့ recommendation ပေးထားပါတယ်အဓိကကကိုယ်တိုင်စီးပွားရေးလုပ်မဲ့လူတွေအတွက်ဆိုရင်ဒီ research conference လောက်တာကတော့တော်တော်အဆင်ပြေလို့ပြောရမယ် corporate data ဆိုင်ပေါ့နော်ကိုလုံငန်းကိုကိုဘယ်လောက် ပတ်စံသုံးရမလဲဘယ်နေရာဘယ်လို target audience ကို အဓိကထားရမယ်ပေါ့အဓိကကကိုလုတဲ့လုပ်ငန်းကပေါ့ကို target ထားနေတဲ့ audience ကမှန်လားပြီးကိုယ့်ရဲ့ risk ကိုဘယ်လောက်ရှိလဲဘယ်လောက် successful rate ရှိမလဲဆိုရင်အစအစရရကိုကိုယ့်ဘက်ကနေပြီးတော့အကုန်ပြင်ဆင်ကြအောင်ဒီ risk conference ကနေရရှိပါရယ်ဒီ MBA research conference မှာဆိုရင်ရရှိခဲ့ရဲ့ scale တွေကတော့တော်တော်များများရှိပါတယ်ပေါ့နော်အဓိကအဖြစ်ကတော့ presentation scale လေးတိုးတက်လာတယ်နောက်ပြီးတော့ reading scale reading scale အပိုင်းမှာဆိုရင်အမတို့က literature review တွေက journal articles တွေ e-books တွေကိုဖတ်ရဖြစ်တဲ့ခါကျတော့ဒီကိုယ့်ရဲ့ဒီ leave thesis မှာဆိုရင်ဘလို့အကြောင်းအရာလေးထပ်ပြီး improve လုပ်ရမယ်ဆိုတာမျိုးလေးပေါ့နော် interpersonal skill လေးပို့ပြီးတော့တိုးတက်လာပါတယ်ရှင် မြန်မာတို့ဒီမြန်မာ Imperial College မှာဆိုရင်ဒီ MBA program လေးရဆိုရင်ဒီလက်ရှိစီးပွားရေး level မှာလည်းအောင်မြင်နေလူတွေလည်းလက်တကျအများဖြစ်တဲ့ခါကျတော့အပိုင်းပဲအဓိကသင်တာမျိုးမဟုတ်ဘောเนาะ theory ရယ် concept တွေကိုပြန်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းပိုင်းတွေလည်းပြန်ပြီး apply လုပ်လို့ရအောင်လို့လည်းဒါ discussion time လေးတွေထားထားပေးထားဖြစ်တဲ့ခါကျတော့စာတွေ့အပြင်ကိုမှပေါ့เนาะလက်တွေ့ဒီ practical အနေနဲ့လည်းပေါ့เนาะဟို knowledge sharing တို့ critical thinking skill တွေလည်းပိုပြီးကောင်းလာစေရဲ့အတွက်ကြောင့်မို့လို့ဒီမြန်မာ Imperial College ရဲ့ MBA program လေးကိုလည်းလာရတဲ့ရဖို့အတွက်ကိုအကုန်လုံးကိုဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ Yeah, we did it. Welcome to MIC. မြန်မာ Imperial College MIC. အိမ်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကိုကောင်းထည့်ဖို့ပါ